အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဆိုတော့ဇွန်လ6ရက်နေ့မှာပထမဆုံးပြောချင်တဲ့သတင်းကတော့ AR တိုင်းဒေသကြီးလင်းမျက်နှာမြို့အနီးမှာနေကြောတောင်းချမ်းနေတဲ့အကျန်းဖတ် AA ဖွဲ့နဲ့ PDF ပူပေါင်းအဖွဲ့တွေကိစ္စအရင်တင်ပြနေမှာဖြစ်ပါတယ်ဆိုတော့ဘလူတိုက်တယ်ခိုက်တယ်အဲ့ဒါခဏဖယ်ထားပြီးတော့နေမြေပြင်သတင်းလေးကိုကျွန်တော်တို့အရင်ပြောပါမယ်ပထမဆုံးပြောချင်တာကတော့ဒီရခိုင်ရိုးမကိုကြော်လာပြီး AR တိုင်းနဲ့ဝင်လာတဲ့ဒီ AA ဖွဲ့တွေက PDF တွေနဲ့ပူးပေါင်းပြီးတော့ရုံမအခြေမှာရှိတဲ့တောင်ကြီးမှာရှိတဲ့ရွာတွေကိုအကုန်ခြေကုပ်ယူလိုက်တယ်။နော်အဲ့ဒီရွာထဲမှာရှိနေတဲ့ဒေသခံပြည်သူတွေကိုဥပမာ NLD ထောက်ခံတဲ့သူတွေဆိုရင်တော့ဆက်နေလို့ရတယ်။ပြဿနာမရှိဘူး။အဲ့မှာမှဘုံမရောက်ဒီမရောက်နဲ့ဆက်နေလို့လည်းရတယ်။ဒါမှမဟုတ်ဟိုမပြေးနိုင်လို့မပြေးတဲ့ပြည်သူတွေလည်းရှိတယ်ဒီမှာကျွန်တော်ညနေတုန်းကတင်ခဲ့တဲ့စာပိုက်လေးအတိုင်းပဲ အသွင်ပြောင်း NLD ဆိုတာအဲ့မှာပေါ်လာတယ်တကယ်လို့များမဖုန်ဖြိုးတဲ့ဒေသတွေမှာ NLD တရားလူဆောင်လောက်ကြတယ်အရင်နိုင်ငံရေးပါတီအခုတော့အကြံဖက်ဖွဲ့လို့တော့တတ်မှတ်လို့ရနေပြီဗောနော်ဆိုတော့ NLD ဖွဲ့ဝင်တွေက AA နဲ့ PDF နဲ့ဝင်လာတဲ့အချိန်မှာတော့ပူပေါင်းတယ်ပူပေါင်းပြီးတော့ကာလာတို့တင်တန်းတက်တယ်ပြီးလို့ရှိရင်ဒီတက်စခန်းတွေတည်င်းပေးတဲ့ကိစ္စတွေလုပ်တယ်တက်စခန်းတွေကိုတိုက်တဲ့နေရာမှာပူပေါင်းပြီးတိုက်တယ်ပြီးခဲ့တဲ့ဒီအမြောက်တက်3လေးလေးဖြစ်စင်ပေါ့နော် တော့အဖြစ်စင်မှာတော့ဒေသခံတွေပါတယ်အဲ့ဒေသခံတွေကဘာလက်နက်မှကင်နိုင်လို့လည်းမဟုတ်ဘူးတော့ဘယ်တော့မှစစ်ပညာတက်နေလို့လည်းမဟုတ်ဘူးတချို့ကလေးတွေပေါ့လက်နက်ကင်နိုင်နေပါညာဆိုပြီးကာလာတို့တင်းတက်တဲ့ကလေးတွေလက်နက်ပူရှံလို့ကင်ရတဲ့ကလေးတွေကတော့တနက်ကင်ရတယ်ဒါပေမဲ့ပြမမတည့်ဘူးတလွဲတွေပြစ်တယ်ပောက်ကရ40ပြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာတက်ဘက်ကကြတော့ဟိုတထောက်တယောက်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲအဲ့လိုစကားပဲပြောရမှာတထောက်တယောက်တကယ်တော့မဟုတ်ဘူးပေါ့နော် ပြစ်မှတ်ချိန်နာခြင်းအစတနက်ကင်နာခြင်းအပွားရယ်ပေါ့တနန်းကာလာတို့ပြီးထားတဲ့ခါကျတော့ရုပ်စွာဆုံးအဲ့ဒီ NLD COE ဆင်ထားတဲ့ဒေတာခံကလေးတွေနောက်ပြီးလို့ရှိရင်ဒေတာခံလူအချို့ကဒီပေါတူးတွေဓာတ်တွေနဲ့တော့မှအဲ့ဒီစခန်းကိုဝင်တိုက်ဖို့စူးစမ်းခဲ့တယ်လို့ပြောတယ်။အဲမြေပြင်မှာတကယ်ကြုံတွေ့ခဲ့ရတဲ့သူတွေပြောတာဖြစ်ပါတယ်။နောက်ပေါတူးတွေဓာတ်တွေ깟ပြီးတော့ဒီတိုက်ပွဲတွေဝင်လာတယ်လို့ပြောတယ်။ဆိုတော့သူတို့မှလက်နက်မရှိဘူးလေမရှိတော့ရှိရတဲ့တက်တိုက်ခိုင်းတယ်။ တော့ဘလို့မြောက်ပင့်ထားလဲတော့မသိဘူးပေါတူးနဲ့ဒါနဲ့ဝင်ဖို့လည်းရတယ်ဆိုပြီးတော့မြောက်ပင့်ထားရလားတော့အဲ့ဒီမှာမြေပြင်မှာတကယ်တွေ့ခဲ့တဲ့သူရဲ့ပြောဆိုချက်အရဆေးကြွေးထားတယ်ဆိုပြီးတော့လည်းအဲဒီလိုမျိုးလဲကျွန်တော်တို့သတင်းတွေရပါတယ်ဆိုတော့အင်းရဲ့ထုံးစံအတိုင်းပဲသူတို့ကအဲသူတို့နဲ့တိုက်ပွဲဒီမှာပုံမှန်တိုင်းဒီမူရစီဝါသုံးဆွဲပြီးတိုက်တတ်တဲ့အခြေအနေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ၃လေးလေးမှာအင်အား900လောက်နဲ့လာတိုက်တယ်နေမီကန်တက်ပေါ့နော်အမတ်တ၃လေးလေးရ အတက်နိုင်ဆုံးခုခံကာကွယ်ခဲ့တယ်တိုက်ထုတ်နိုင်ခဲ့တယ်အတော်တော်လေးအထီးကကြာဆုံးနည်းစွာနဲ့နည်းစွာနဲ့ဆိုကျွန်တော်တည်တော့အဲ့ဒီတင်ကျွန်တော်လုံးဝတော့မရဘူးပေါ့နော်အထီးကကြာဆုံးလုံးဝတော့မရှိဘူးလို့တော့ကျွန်တော်ကြားတယ်ရွေးရွေးချွတ် ချွတ်ခုခံခဲ့တယ်စစ်ကူပြစ်ကူ drone နောက်ပြီးလို့ရှိရင်ဒီစက်တက်လေးထီးတွေပိုင်းနဲ့တည်တည်ချာချာလေးခုခံခဲ့တဲ့အချိန်မှာအကြအဆုံးများစွာနဲ့ပြန်ဆုတ်သွားတယ်နော်အကြဆုံးနေ့ထဲမှာအဲ့ဒီခုနကတော့ရက်တူတင်တန်းပေးထားတဲ့သူတွေပါတယ်လို့ပဲ AA နဲ့ PDF အဖွဲ့ဝင်လည်းအများပြားတည်ဆုံးပြီးပြန်ဆုတ်သွားတယ်။ဆိုတော့ဘယ်ဘက်ကိုဆုတ်သွားလဲဆိုတော့နော်အဲ့ဒီ17ရက်နေ့6လ2025မှာဆိုဝကုံးအုပ်စု တုံးတော့ရွာမှာအင်အား90လောက်စုဖွဲ့ပြီးတော့ကញ្ញင်တိုင်းအုပ်စုတောင်မိုးရွာမှာအင်အား100လောက်စုစုပေါင်းသူတို့300လောက်ပဲပြန်ဆုတ်လာနိုင်တယ်။အင်အား900လောက်နော်900လောက်တိုက်တဲ့ချိန်မှာပြေးတဲ့အဖွဲ့နဲ့နော်တည်တဲ့အဖွဲ့နဲ့အင်အား300လောက်ပြန်ဆုတ်လာနိုင်တယ်လို့သိရတယ်။အဲ့လိုပြန်ဆုတ်လာပြီးတဲ့အချိန်မှာအဲ့ဒီမှာရှိတဲ့ရွာတွေကိုတရွာပြီးတရွာဝင်ပြီးတော့ထိန်းချုပ်တယ် ဖုံးတွေကိုသိင်းတယ်အကုန်လုံးသိင်းပြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီအစားအသောက်တွေပြီးရင်ဆိုင်ကယ်တွေဆိုင်ကယ်တွေကတော့အကုန်လုံးသိင်းလိုက်တယ်ကြားတယ်သူတို့ဆိုင်ကယ်တွေနဲ့ပဲအာစစ်ကြောင်းထိုးတဲ့ကိစ္စတွေသူတို့လုပ်တယ်ပေါ့နော်သူတို့ဘက်ကဆိုင်ကယ်တွေအကုန်သိင်းနေနောက်ပြီးလို့ရှိရင်ဒီရုံးမပေါ်မှာတစ်ဆွဲတဲ့ကားတွေထော်လာကြီးတွေကိုလည်းအကုန်သိင်းသွားတယ်လို့သိရတယ်နောက်ဆုံးကြားထားတဲ့သတင်းချင်တွေက16ရက်နေ့6လပေါ့နော်ဒီနေ့မှာတော့ လေးမျက်နှာမျိုးနဲ့ရေဖြူမှာရှိတဲ့ကာကင်းစခန်းကိုလာရောက်တိုက်ခိုက်တယ်တိုက်ခိုက်တဲ့နေရာမှာယဟန်တပါနော်တမတော်သားတယောက်အဲ့ဒီဒေသကဒေသခံအမျိုးသမီးတူဘုံထိမှန်ပြီးတန်ရာရတယ်ဒါပဲရှိပါတယ်အဲ့သုံးဦးသာထိမှန်တန်ရာရရှိခဲ့ပါတယ်သူတို့ဘက်ကတော့ဒါအတိဆုံးအနေငယ်ရှိတယ်လို့ကြားရပါတယ်။ AA နဲ့ PDF ဖွင့်ရဲ့တောင်းချမ်းမှုကြောင့်ဒီအရောက်တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်ပေါ့နော်။အဲ့ဒီမြို့ရဲ့ တချမ်းပေါ့နော်တခြားတချမ်းပေါ့ဟိုဒီလမ်းရဲ့တခြားပသိမ်မွေရလမ်းရဲ့တခြားတချမ်းမှာအဲကြီးရအုပ်စု73အုပ်စုရွာပေါင်း100နဲ့3ရွာဒီဒေသခံပြည်သူ3300ကျော်เนาะအိမ်အောင်စုပေါင်း1000ကျော်ပေါ့နော်နေအိမ်ပေါင်း9389လုံးเนาะနေရဆုံးခွာတိုက်ပွဲဆောင်နေရတယ်လို့သိရတယ်ဆိုတော့ AA နဲ့ PDF ဖွဲ့ဝင်တွေကချင်းလေရွာဝက်ကုံးရွာကွင်းကြီးရွာကညင်တိုင်းရွာဝတော်ရွာပန်းတော်ကြီးရွာဘယ်ပြားကုန်းရွာ တဲနုဘုံရွာချင်းကုန်းရွာလဲတော့ကွင်းရွာမိုးကုန်းရွာတချမ်းနဲ့တော့လော်ကထားအုပ်စုကကြေးရွာအချို့ပေါ့နော်စုစုပေါင်းဒါကြေးရွာအုပ်စု73စုကဒေသခံပြည်သူတွေရဲ့စားနပ်ရိက္ခာတွေဆိုင်ကယ်တွေတော့ဒေသခံပြည်သူတွေပိုင်ဆိုင်သမျှတွေကိုဝင်ရောက်ခိုးယူသွားတယ်လို့သိရပါတယ်လက်ရှိအခြေအနေကြောင့်ဒီတိုက်ပွဲအခြေအနေကြောင့်ចောင်းပေါင်း69ចောင်းပိတ်ထားပြီးတော့ထပ်တန်းចောင်း2ចောင်းပါဝင်တယ်ထပ်ပွဲအလားက ခုနှစ်ကျောင်းပါဝင်ပြီးတော့မူလတန်းကျောင်း60ကျောင်းပိတ်ထားရပြီးတော့ငုံငုံမြင့်အရှိတ်ချမ်းမှာရှိတဲ့ကျောင်းတွေမှာအဲပညာသင်ကြားရေးတိုက်ပွဲဆောင်နေရတယ်လူသိရတယ်ပြောချင်တာဒီဖြစ်စဉ်တစ်လျှောက်လုံးမှာเนาะ NLD တွေကအသွင်ပြောင်းပြီးတော့ဝင်ရောက်တိုက်ခိုက်ပေးတယ်ဆိုတာကျွန်တော်တို့ငင်းလို့မရပါဘူးနောက်တဲ့တဲ့ဘုတ်ကတော့စင်ကူးက PDF အဖွဲ့တွေပေါ့เนาะတင်နန်းဆင်းလာတဲ့ PDF တွေတိတ်တော်မကြသေးဘူးပေါ့เนาะတင်နန်းဆင်းတဲ့ PDF အဖွဲ့တွေကို အဲ့ဒီကမန္တလေးတိုင်းကအလဲပိုင်းတိုင်းပေါ့နော်သူတို့ခေါ်တယ်အလဲပိုင်းတိုင်းပေါ့အန်ယူဂျီလောက်ခိုင်အလဲပိုင်းတိုင်းတိုင်းမှုဆိုတဲ့မုံတိုင်းပေါ့သူကနေပြီးတော့အဲ့ဒီကလေးတွေကိုတက်ပြေးတယ်ဆိုပြီးတော့အဲ့73ယောက်ကိုနော်လေဘင်းရဲ့လက်ကိုနောက်ပြန်ကျိုးထုတ်ပြီးတော့တွဲပြီးချီထားတယ်လို့ပြောပါတယ်ပြီးတော့အဲ့ဒီလိုတွဲချီထားတဲ့အပြင်ကိုဒူးထောက်ရဲ့72နိုင်ကျော်လောက်ရေမတိုက်အစာမကျွေးဘဲနဲ့ ဒါဖမ်းချုပ်ထားတယ်လို့သိရပါတယ်သူတို့ဘက်ကကိုယ်တိုင်ထွက်ပေါ်လာတဲ့တည်င်းနေဖြစ်ပါတယ်အခုတော့အဲဟိုသူတို့ကိုယ်တိုင်အချင်းချင်းပြန်ဖမ်းစီရတဲ့အခြေအနေဖြစ်ပါတယ်သူတို့ဘက်ကရေးသားတဲ့ရေးသားချက်တွေရာဒီကလေးကနော်အဲ့ဒီမှာရှိတဲ့ဒီ PDF ခေါင်းဆောင်တွေရဲ့မမြမတာအုပ်ချုပ်မှုဒီပောက်ကရ40လုံမှုကိုကြိုးရှာမှုတွေကိုမလိုလားတဲ့အတွက်နော်သူတို့စခန်းပြောင်းကျင်တဲ့အတွက်တခြားစခန်းကိုသွားတာဖြစ်တယ် PDF ကိုပဲဆက်လုပ်မယ်ဒါပေမဲ့စခန်းပြောင်းကျင်တယ်ပေါ့နော်အဲ့လိုလုံးလို့ အဲအခုလိုမျိုးဒါဖန်းစီထားတယ်လို့သိရပါတယ်နောက်တစ်နေ့တော့ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာဒါအနောက်တောင်မုတ်တုံလီအားကောင်းရာကနေပြီးတော့အားအလုံးကောင်းပြီးတော့အနောက်ဘက်နဲ့အရှိဘက်ကနေလာတဲ့လေပွေလှိုင်းတွေကြောင့်မြန်မာနိုင်ငံအနှံ့အပြားမှာမိုးများပြီးတော့ကံယူတန်းဒေသတွေမှာလှိုင်းကြီးလေထံမှုတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗီဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒါကြောင့်မို့လို့ဇွန်လ19ရက်နေ့လောက်ထိနေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်း စကိုင်းတိုင်းအေရာဝတီတိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ချမ်းပြည်နယ်တို့မှာမိုးထစ်ကြုံရွာနိုင်ပြီးတော့အချို့နေရာဒေသတွေမှာနေရာကွက်ကြားမိုးကြီးနိုင်တယ်လို့ဆိုပါတယ်အခုလိုမိုးလေဝသသတင်းတွေကြောင့်အဲကန်နီကန်ဝေးငါးဖန်ထွက်မဲ့ဒေသခံပြည်သူတွေတော့တောင်ပေါ်ဒေသခရီးသွားမဲ့ပြည်သူတွေတောင်ပြူအန်ဒီရဲဒီလိုင်းကြီးတဲ့အန်ဒီရဲတွေကိုသတိထားဖို့လိုပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်မှာကျောင်းဦးဆရာမကြီးတဦးနဲ့၎င်းရဲ့ခင်ပွန်းဖြစ်တဲ့သူကို PDF အကြံဖက်သမားတွေကရရဆက်ဆက်တက်ဖြတ်သွားတယ်လို့သိရပါတယ်။မန္တလေးနေသားကြီးညောင်ဦးမြို့နယ်ကုန်းဖျားညောင်မင်ငယ်ကြီးရွာမှာရှိတဲ့အခြေခံပညာထက်တန်ညောင်ဝယ်ကအကြောင်းဆရာမကြီးဒေါ်နီလာဝင်း42နှစ်နဲ့ခင်ပွန်းဖြစ်သူဦးစော်လက်45နှစ်ကိုဝန်ထမ်းလိုင်းငန်းမှာနေထိုင်နေတဲ့အချိန်မှာပဲ PDF အကြံဖက်သမား9ဦးလောက်ကဒါဆိုင်ကယ်တွေနဲ့ရောက်ရှိလာပြီးတော့ဒီအကြောင်းဆရာမကြီးဒေါ်နီလာဝင်းနဲ့ခင်မုန်းဖြစ်သူဦးစော်လက်တို့နှစ်ဦးကိုဝန်ထမ်းလိုင်းငန်းမှာဆွဲပြီးတော့ ဒါနိုင်ငံအရှိမြေခွက်လက်မှာပဲပြစ်ခတ်တပ်ဖြတ်သွားတယ်လို့သိရပါတယ်ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ဒါဥကောင်ပွင့်ထွက်တံရရီနဲ့ဆီယမာကြီးနဲ့သူ့ရဲ့ခင်ပွန်းတို့ဒါအသက်ဆုံးရှုံးသွားတယ်လို့သိရပါတယ်ဒီနိုင်ငံမှာကပညာသင်ပြီးတဲ့ဆရာဆီယမာတွေကလည်းပြစ်မှုတစ်ခုလို့ဖြစ်နေပါတယ်เนาะဝကြွေးတစ်ခုလို့ခံစားနေရပါတယ်အဲ့တော့ဒီเจ้าဆရာဆီယမာတွေကိုအကာအကွယ်ပြုနိုင်မှုလည်းစူးစမ်းပေးရအောင်မှာဖြစ်ပါတယ်နောက်တစ်ရင်တစ်ပုတ်ကတော့ဒါမြန်မာနိုင်ငံမိသက်တစ်ဖွဲ့ကနေပြီးတော့ရှာပွေကေဇေကြီးအဖွဲ့ဝင်တွေက မန္တလေးမှာရှိတဲ့ Sky Villa အဆောက်အုံ A နဲ့ B ဆောင်တွေကိုရင်ရန်တရားတွေအသုံးပြုပြီးဖျက်ရှားရှင်းလင်းတဲ့အချိန်မှာ16ရက်နေ့အဇွန်လမှာ ထပ်ပြီးတော့အမျိုးသမီးရုပ်အလောင်းနဲ့ခလီကြားတူရုပ်အလောင်းတွေကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတွေဘုကတော့ဗမော်ဒေသတင်းပဲဖြစ်ပါတယ်။ဗမော်မှာ တိုက်ပွဲတွေဂျူကြာဂျူကြာပြန်ဖြစ်ရကနေ KIA PDF ဘက်ကဒါအသေးဆုံးများတဲ့ရုပ်တံတွေလည်းကျွန်တော်တွေ့ရတယ် drop ဘုံတွေအမြောက်ပြစ်ချက်တွေတိကျတယ်ပြစ်ချက်တွေအကောင်းတယ်လို့ပဲနောက်ကနေဒါမြေပြင်စစ်ကြောင်းလိုက်ထိုးတဲ့အချိန်မှာလည်းတော်တော်လေးတိတိကျကျမြင်ရတယ်ဗောနော်ဆိုတော့ဒီ drone ရုပ်တံ file တွေမှာ PDF အချို့ကကိုကိုကိုတောင်ပြန်တက်တည်နေတဲ့အဗီဒီယို file တွေကိုလည်းကျွန်တော်တို့မြင်တွေ့လာတာဒါကတော့ဟို ဒီဘက်ချက်မှာသူအဖမ်းမခံလို့တာကြောက်ပဲလားစိတ်သက်ကြဆင်းမှုကြောက်ပဲလားမူရစီဝါတုံဆွဲထားလို့ပဲဒီလိုဖြစ်တာလားတော့မပြောတတ်ဘူးဒါပေမဲ့ဗမော်ရဲ့အချိန်လေးကကိုကိုကိုတော်တက်တရားလောက်တဲ့အထိ PDF တွေဖြစ်နေပြီဆိုလို့ရှိရင်လိုင်းမမှာဝါရဖြန့်တယ်လို့အာဗမော်ကမကြခင်တင်ပြီးတော့မယ်ဆိုပြီးပြီးခဲ့တဲ့ဒါလဝတ်တလလောက်ကဝါရဖြန့်ခဲ့တာဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်ပြန်ကြည့်လို့ရတယ်ဗောနော်နောက်တဲ့တဲ့ဘုကတော့အီရန်နဲ့အစ္စရေးဖြစ်စင်ဗောနော်ဒါလက်ရှိအချိန်အထိဗောနော် တဝေ့ပြီးတဝေ့ကိုဒါအီရန်နဲ့အစ္စရေးကအပြတ်လန်ပြစ်ခတ်မှုတွေလုပ်နေတယ်ဘယ်သူမှန်းလဲဘယ်သူမှားလဲဆိုတာကတော့ယံဖြစ်ပြီးဆိုလို့ရှိရင်နှစ်ဖက်မှာအမှန်တရားတွေရှိကြတယ်နော်ကျွန်တော်နဲ့အခြားတယောက်နဲ့ယံဖြစ်ပြီးဆိုလို့ရှိရင်သူ့မှာအမှန်တရားရှိတယ်လို့ကျွန်တော်မှလည်းအမှန်တရားရှိတယ်အဲ့တော့နှစ်ဖက်လုံးအမှန်တရားရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်သူမှန်းလဲဘယ်သူမှားလဲတော့မသုံးသက်ဘူးဒီနေရာမှာဒီအစ္စရေးဘက်ကကြကြဆက်ပြီးတော့သူ့ရဲ့ဒီဒုံခွေးစနစ်ကဆက်ပြီးတောက်ခံနိုင်မလားအီရန်ဘက်ကပဲအဆက်မပြတ်ဆက်ပြီးပြစ်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ် ဒီလိုဇက်တိုက်ပြစ်ခိုက်လာတာနဲ့အမျှဒီအစ္စရေးပြည်သူတွေတည်ဆုံမှုနှုန်းကလည်းတဖြည်းဖြည်းနဲ့အရင်ကသူတို့ဖော်ပြရထက်နည်းနည်းနည်းပူပြီးမြင့်တက်လာတယ်။အစ္စရေးမှာရှိတဲ့တကယ်ဒီအဆောက်အဦတွေလူချမ်းသာရက်ွက်တွေပြစ်ခတ်ချေမှုန်းခြင်းခံရတယ်လို့ပဲအီရန်မှာရှိနေတဲ့တရားရေးဝန်ကြီးဌာနအဆောက်အဦနောက်ပြီးလို့ရှိရင်ထောက်လန်းရေးအဆောက်အဦတွေကိုလည်းအစ္စရေးဘက်ကတံပြန်တိုက်ခိုက်တာတွေမြင်ရပါတယ်။အဲ့ဒီလိုပဲအစ္စရေးဘက်ကအကျိုးသောလေယာဉ်တွေနဲ့အရေးကြီးတဲ့နေရာတွေကိုအီရန်ဘက်ကလက်စားကြည့်တိုက်ခိုက်ခဲ့တာလည်းတွေ့တယ်။ ော့ဒီနေရာမှာအီရန်ဘက်ကနော်ဒီအစ္စလာမစ်အလံတစ်ခုကိုပြောင်းလဲလွှင့်ထူလိုက်ပါတယ်အဲ့ဒီအလံကဘာလဲဆိုတော့ကလေစားချေတဲ့အနီရောင်အလံဖြစ်ပါတယ်ဆိုတော့ပုံမှန်တိုင်းသူတို့နေနေတယ်ဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးပေါ့နော်တော့အစ္စရေးဘက်ကလည်းဘယ်လောက်ထိတင်းပါလဲဆိုရင်အီရန်ရဲ့ဒီဘာသာရေးကောင်းဆောင်ခါမင်နီကိုလောက်ကျန်တက်ဖြတ်ဖို့အတွက်ဒေါ်နယ်ထရန့်စီမှာခွင့်တောင်းတယ်လို့ပြောတယ်ဒေါ်နယ်ထရန့်ကတော့ဒါကိုလုံးဝခွင့်မပြုဘူးခွင့်မပြုဘူးဆိုတာကဒါစစ်မီးပို့ပြီးကြီးလာနိုင်တယ်ပေါ့နော် ဒေါ်နယ်ထရမ့်ရဲ့မျှော်လင့်ချက်ကအီရန်ရဲ့နျူကလ িয়ার ဆွေးနွေးရေးအတွက်အစ္စရေးကိုဖိအားတစ်ခုအနေနဲ့မျှော်လင့်ခဲ့ပုံရတယ်။ဒါမဲ့လည်းအခုတိုက်ခိုက်တဲ့အချိန်မှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကပိုပြီးမြင့်တက်လာတာဖြစ်တဲ့အတွက်သူ့ရဲ့မှန်းချက်ကပိုပြီးတော့လွန်ကဲသွားတဲ့အနေအထားမှာဖြစ်သွားတယ်ပေါ့နော်။အဲ့ဒီအတွက်ကတော့ ဒါဖြစ်လာတဲ့နောက်ဆက်တွဲဆိုဂျိုးတွေကတော့အများကြီးဖြစ်မှာပဲဆိုတော့ Israel ဘက်မှာတော့ဒါထိခိုက်တည်ဆုံးမှုအ ਨੇ ဆုံးဖော်ပြတယ် Iran ဘက်ကသတင်းကတော့လုံးဝတက်မလာဘူး။ဘာကြောင့်လဲဆိုတော့ Iran ဘက်ကသတင်းမီဒီယာအရင်ဖုတ်မဖြိုးသလိုဒီနိုင်ငံခြားအနောက်နိုင်ငံသတင်းမီဒီယာတွေကိုလည်းသတင်းရယူခွင့်တွေဘာတွေမှာကန့်သက်ချက်တွေရှိတာဖြစ်တဲ့အတွက်သတင်းဖော်ပြမှုအားနည်းတယ်ပေါ့နော်။အဲ့လိုပဲ Iran ဘက်ကနေပြီးတော့ဒီ Israel မှာရှိတဲ့ဒီ nuclear တပ်အဖွဲ့စက်ယုံတယုံကိုဒါ ဒီဒုံးကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဒါမီးပြက်သွားတဲ့ရုပ်သံဖိုင်တစ်ခုလည်းကျွန်တော်ရဲ့ Telegram မှာကျွန်တော်တင်ထားပါတယ်မျှဝေထားပါတယ်ဆိုတော့ဒီဟာကြည့်ချင်အဖြစ်နျူကလ িয়ার ဓာတ်အပီးစက်ရုံတွေကိုတကယ်လို့များဒုံးကြီးတင့်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီနျူကလ িয়ার ဓာတ်ရောင်ကြီးရေဒီယိုသတ္တုကြွမှုတွေအဲ့ဒါအန်ဒီရီဒီဒီဒပြည်သူတွေမှာထိခိုက်လာနိုင်တယ်ဆိုတော့စိုးရိမ်မှုတွေကလည်းရှိနေပါတယ်နောက်တဲ့တဲ့ဘောကတော့ဒါနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ဦးကြီးမင်းအွန်လိုင်းကပြည်ထောင်စုနယ်မြေနေပြည်တော်မှာပထမအကြိမ်မိုးရသည့်တစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်အမှာစကားပြောကြတဲ့ထင်ကကောက်နှုတ်ချက်ဖြစ်ပါတယ်ဆိုတော့ဒီကောက်နှုတ်ချက်မှာဟိုသူကပါလဲဆိုတော့ရာသီဥတုမြတ်တပြီးတစ်တော့ကေယာစနစ်ဆိုင်ရာဝန်ဆောင်မှုတွေပုံမရရှိဖို့အတွက်နိုင်ငံရဲ့ area 90ရာခိုင်နှုန်းအထိတစ်တော့တွေဖုံးလွှမ်းအောင်ရည်မှန်းချက်ထားပြီးသက်ဆိုင်ရာဌာနတွေနော်ဒေသဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကအမျိုးသားရေးတာဝန်တွေရဲ့အနေနဲ့ဆောင်ရွက်သွားကြဖို့ဆိုပြီးတော့ပြောတယ် တစ်ပင်ဆိုင်ဖို့ကကျွန်တော်လောက်ပြောတာကျွန်တော်ပဲရှိတယ်เนาะကျွန်တော်ကလည်းဒီညာနဲ့ပတ်သက်ပြီးတော့အားပေးပါတယ်နောက်တစ်ချက်ကဒီနိုင်ငံတော်စမြောက်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့မိခုံးထဲမှာပေါ့เนาะတခြားသတင်းဌာနတွေရဲ့ဖော်ပြချက်မှာနိုင်ငံတော်စမြောက်ချုပ်ရေးကောင်စီအစိုးရတာဝန်ယူတဲ့အချိန်နောက်ပိုင်းမှာဒီတတော်ပြုံးနေမှုရုပ်ပါလာတယ်လို့ပြောတယ်ပေါ့เนาะဒါအစိုးရရဲ့ရန်ရာလေပတ်နိုင်တဲ့အတွင်းပေါ့เนาะဒီအစိုးရ အုတ်ချုံနိုင်တဲ့အတွင်းမှာတော့ဒီလိုခတ်မှန်းလို့ယာကောင်ရမယ်ဒါမှမဟုတ်ရှင်လဲအစိုးရဘက်ကဘယ်လိုနီးပညာတွေတွက်ချက်ပြီးပြောလဲတော့ကျွန်တော်မသိဘူး။နောက်ကချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းပေါ့နော်အဲ့ဒီဘက်ချမ်းမှာတစ်ကိုတေလောက်အောင်ကိုခိုးထုံနေပါတယ်။နောက်တနေ့တနေ့ကိုနောက်တစ်ကားတွေအစီ10နဲ့ချီယာနဲ့ချီကိုတရုတ်ဘက်ကို KIA ဥဆောင်ပြီးရောင်းစားနေပါတယ်။ဒါကိုလည်းကျွန်တော်သတင်းဖော်ပြပြီးသားဖြစ်ပါတယ်။အဲ့ဒီရင်းနှန်းကဘယ်လောက်တောင်ဆိုးလဲဆိုလို့ရှိရင်ဒီ မမောက်ဝန်းကျင်တဝိုက်မှာဆိုလို့ရှိရင်အဲ့ဒီတစ်တွေကအချောတဲ့ထုတ်တဲ့စက်ယုံတွေတောင်မှထောင်ထားတဲ့ရွာတွေမှာတကယ်လို့များလိုအပ်ချက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးဖော်ပြပေးပါမယ်။နော်တစ်ချောတွေတွေထုတ်ပြီးတော့မှ KIA ဘက်ကဆလံကဘာတွေဥဆောင်ပြီးတော့ကိုတစ်ကိုနှီးနှီးညာညာခိုးထုတ်နေတာဖြစ်ပါတယ်။ဒါနိုင်ငံတော်ဘက်ကဒါနဲ့ပတ်သက်ပြီးတော့အရေးယူဆောင်ရွက်ပေးဖို့အတွက်လည်းအရေးကြီးနေတာဖြစ်ပါတယ်။နောက်တစ်တင်းတစ်ပုဒ်ကတော့ဒီ2024 2025ပညာသင်နဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြန်လည်ဖြေဆိုရတဲ့ ဒီ grade တွေចောင်းသားចောင်းသူတွေပြန်ပြီးတော့အဲဆာမွေဝဲဖြည့်ဆွနေကြပါပြီကျွန်တော်အမှတ်မမှားဘူးဆိုလို့ရှိရင်6000ကျော်လောက်ပေါ့နော်ပြန်ပြီးဖြည့်ဆွကြတယ်လို့သိရပါတယ်နောက်တဲ့နေ့ဘုကတော့မကွေးနိုင်ဒေသကြီး6မြို့နယ်ကိုင်းနောက်ကန်ရွာမှာရှိတဲ့ PDS စခန်းကိုတက်ကဝင်ရောက်ရှင်းလင်းခဲ့ရမှာအလောင်းနှလောင်းနဲ့ M22 တနက်တက်လက်သိရှိရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုပဲနတ်မောက်မှာရှိနေတဲ့ဒါ PDS တွေလည်းရှင်းလင်းဖို့လိုအပ်နေပါတယ်။အ мян လန်းထိတက်ပြီးတော့ ဒီပြီးခဲ့တဲ့ရက်ပိုင်းကဒါစီပေါ့စာတွေကိုဓမြဝင်တိုက်တယ်လို့ပဲပြီးခဲ့တဲ့ရက်ပိုင်းမှာကျွန်တော်တည်နေဖို့ရထားတာပျော်ကွယ်မှာရှိတဲ့ဒီယာဉ်မှုပေါ့နော်ယာကွယ်အချုပ်မှုပေါ့တနက်နဲ့ဝင်ပြစ်သွားတယ်လို့သိရတယ်တုံးချက်ဝင်ပြစ်သွားတယ်ဒါပေမဲ့တည်ဆုံးသွားခြင်းတော့မရှိဘူးပေါ့နော်အဲလောက်ထိကိုဒီနမောက် PDF တွေကလည်းစိုးနေပါတယ်အဲ့ဒီပျော်ပွန်တဲ့နမောက်အဆက်ပတ်ချံမှာအခြေပြုနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါတွေကိုလည်းရှင်းလင်းဖို့လိုမယ်ထင်ပါတယ်ခင်ဗျာနောက်တည်နေဖို့ကတော့မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ဒီတက်မတော်လေးကြီးတန်တန်းကျောင်းတွေမှာပြည်သူ့စစ်မှုထမ်း တင်နန်းအမှတ်စဉ်14တင်နန်းဖွင့်ပွဲအခမ်းအနားတွေကိုအတီးတီးကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်အပတ်စဉ်14ရှိသွားပြီပေါ့နော်အချို့အပတ်စဉ်တွေဆိုလို့ရှိရင်ဒါရှေ့တန်းမှာအခုဆိုရင်တော်တော်လေးအားကိုးရနေပြီတိုက်ပွဲဝင်နေပြီပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့အမေရိကန်နိုင်ငံမှာရှိတဲ့ဒါမင်နီဆိုတာပြည်နယ်ကဒီမိုကရက်တစ်လွှတ်တော်အမတ်2ဦးနဲ့ဇနီးတွေကိုတနတ်သမားတို့ကလုတ်ကြံပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီဖြစ်စဉ်ကတော့နှစ်နေရာမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ချန်ပလန်မြို့မှာရှိနေတဲ့ပြည်နယ်အထက်လွတ်တော်မှတ် ဂျွန်ဟော့မင်းရဲ့ဇနီးတဲ့ကိုပြစ်ခတ်ပြီးတော့နောက်တစ်ခါမှာတော့ဘရိုကလင်ဘက်မှာရှိတဲ့လွတ်တော်မတ်လင်မယားကိုလည်းထပ်မံတပ်ဖြတ်ခဲ့တာဖြစ်ပါတယ်ဒီတပ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့သူကိုတော့အမေရိကန်ရဲတပ်ဖွဲ့ကဒါနှစ်ရက်အတွင်းဖမ်းဆီးရမိလိုက်ပြီလို့သိရပါတယ်နောက်တစ်ထင်းတစ်ပုဒ်ကတော့ MND အဖွဲ့ကတိန်းနီမြို့မှာရှိနေတဲ့ဒါဒေသခံပြည်သူတွေရဲ့လေယာဉ်မြေတွေကိုငှားတာတစ်မျိုးအတင်းကျပ်ငှားတာပေါ့နော်အတင်းကျပ်ငှားတာတစ်မျိုးဖိအားပေးတိန်းဆဲတာတစ်မျိုးနဲ့ ဒါမြေတွေကိုအာရမသဲယူနေတယ်လို့သိရပါတယ်။အဲ့ဒီသဲယူတဲ့မြေတွေကိုဒါတရုတ်တွေနဲ့ပေါင်းပြီးတော့တ िश ူးငပြောတွေနဲ့ဂျာမနီစိုက်ပျိုးနေတယ်ဆိုတဲ့အကြောင်းဒေသခံပြည်သူတွေကသတင်းပေးပို့လာပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဒါအီအီနဲ့ပတ်သက်ပြီးတော့စန့်ကျင်ဘက်ရေးသားခဲ့တဲ့ကြောက်ဖြူမျိုးနယ်ကအသက်60အရွယ်လူကြီးတယောက်ကိုအီအီအဖွဲ့ကဒါနေမြေမှုဆိုတဲ့သူကလာရောက်ခေါ်ဆောင်ပြီးတော့ဒါဖမ်းဆီး ရိုင်းနှံနှိပ်စက်ခဲ့တယ်လို့သိရပါတယ်နှိပ်စက်တဲ့အချိန်မှာတော့ဒါမိသားစုအနေနဲ့လက်ရှိချိန်မှာအလောင်းတော်ပြန်မရဘူးလို့သိရပါတယ်ဆိုတော့သူ့ကိုတက်ပဲတက်လိုက်ပြီလားเนาะဘယ်လိုပဲလှုပ်လိုက်ပြီလဲဆိုတာတော့မပြောတတ်ဘူးကြမ်းမာရေးမကောင်းဘူးလို့လည်းသိရပါတယ်သူအေအေနဲ့ပတ်သက်ပြီးတော့ဒါဝေဖန်မှုတွေရေးသားလို့အခုလိုမျိုးလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အေအဖွဲ့ကသူတို့ကိုဝေဖန်ရေးသားတဲ့ဘယ်သူကမှမဆိုအခုလိုမျိုးဖန်စီနှိပ်စက်တက်ဖြတ်တာတွေလှုပ်ဆောင်ပြီးတော့ သူတို့ဘက်ကယက်တီရေးသားနေတဲ့ Western Media လို့သတင်းဌာနကိုတော့မှသူတို့ဘက်ကနေပြီးတော့ချိန်ပေါင်းထားတာတွေရှိတယ်ပေါ့နော်။နောက်သတင်းတစ်ပုဒ်ကတော့အိန္ဒိယနိုင်ငံမနီဘူးပြည်နယ်မှာ COVID-19 ပိုးလူနာသစ်တွေဆက်ပြီးတွေ့ခဲ့တယ်လို့သိရပါတယ်။ဆိုတော့ဒါချင်းပြည်နယ်နဲ့အဆက်ဖြစ်ပါတယ်။ဆိုချင်းပြည်နယ်နဲ့အဆက်ဖြစ်တဲ့အတွက်အဲ့ဒီဘက်ကိုဝင်ထွက်သွားလာတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တတိထားဖို့လိုသလိုတရားမဝင်ဝင်ရောက်သွားလာတဲ့သူတွေကြောင့်လည်း ဲ့ဒီဘက်ချမ်းမှာကဒီကိုဗစ်ပိုးပြန့်နှံ့နိုင်ပါတယ်။နောက်တစ်နေ့တဘောကတော့ဒါမြန်မာပြည်ကနေထွက်ပြေးသွားပြီးနေဆက်ရောင်ရောင်မဲဆောက်ရောင်ရောင်နေတဲ့ CDN အဖွဲ့တွေဒါဘဝပြတ်နေပြီဆိုတဲ့အကြောင်းအဲ့ဒီ CDN အဖွဲ့တွေကနေပြီးတော့တင်ပို့လာပါတယ်။သူတို့ကအခုမှဘဝပြတ်တာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့အာ2023ဝင်းကျင်လောက်တည်းကတော့နှစ်ဆံပိုင်းလောက်တည်းကစပြီးတော့တော်တော်လေးဒုက္ခရောက်နေကြပါတယ်။တော့ NUG ကပေးမယ်ဆိုတဲ့ပတ်စံတွေကလည်းအစဉ်စဉ်ဖြတ်တောက်ကနဲ့အောက်ကိုရောက်တဲ့အချိန်မှာပေါ့နော် CDN တွေလက်ထက်ရောက်တဲ့အချိန်မှာထောင်ကနန်းတောင်းကနန်းပဲရောက်တယ်ပေါ့နော်ထောင်ကနန်းတောင်းကနန်းဆိုမြန်မာငွေဖြစ်ပါတယ်အဲ့လောက်ပဲရောက်တဲ့ခါကျတော့တော်တော်များများကဒီဘဝပြတ်သွားတယ်တချို့ကလည်းဒီတောင်းစားရတဲ့အနေအထားပေါ့နော်တချို့ကလည်းဟိုကြုံရအလုပ်ပေါ့နော်ပကံဆွေးခွေးမောင်းလို့ရတဲ့အနေအထားတချို့ကလည်းဒီ main ကလေးတွေဆိုလို့ရှိရင်လည်းပြစ်ဒဇာဖြစ်သွားတဲ့အထီကိုရှိတယ်ဆိုပြီးတော့ဒီ CDN တွေအဖွဲ့တွေကပြောတယ်ပေါ့နော်ဒါပေမဲ့ ဲ့ဒီလိုပဲ CDM ဖွဲ့တွေနဲ့နီးလူမြန်မာနိုင်ငံကထွက်ပြေးသွားတဲ့ NUG လက်အောက်ခံ PDF အဖွဲ့တွေနိုင်ငံကြီးသမားတွေလူပေါ်ကြော့တွေအဲ့ဒီလူတွေကတော့ဒီမဲဆောက်လို့နေရာမျိုးမှာတော့ဘတ်တောင်းနဲ့ချီတန်နဲ့အိမ်နေငှားနိုင်နေသူလိုပဲအိန္ဒိယနယ်စပ်မှာဆိုလို့ရှိရင်လည်းဒါငွေကြီးအများပြသုံးပြီးတော့အိမ်ကောင်းရာကောင်းနဲ့နေနိုင်တယ်လို့စီရီယံဖွဲ့တွေကပြောပါတယ်သူတို့ကကြတော့အစောပိုင်းတုန်းကတော့ ဒါကောင်းကောင်းမို့ဆက်ဆံပြီးမယ်နောက်ပိုင်းမှာတော့သူတို့ကိုဘယ်လိုဆက်ဆံလာလဲဆိုတော့ဒီကျုံလိုမျိုးဆက်ဆံတယ်နောက်တစ်ခါဒီ CDN နေထဲမှာမှာ CDN ဒန်းစားပေါ့နော်တစ်စပေါက်ဒန်းစားခွဲခြားတာပေါ့နော်လောက်ဒန်းစားခွဲခြားတာပေါ့နော်အဲလောက်ဒန်းစားခွဲခြားတယ်ဖြစ်စဉ်ရလည်းရှိပါသေးတယ်အဲ့ဒါကတော့မြန်မာနိုင်ငံကနေထွက်ပြေးသွားတယ်ဟိုစစ်တပ်မှာမှစစ်တပ်နဲ့ပတ်သက်ပြီးတော့အပုတ်ချနိုင်တဲ့သူတော့ပြောဆိုနိုင်တဲ့သူတွေဆိုလို့ရှိရင်ဦးစားပေးနေရရတယ်တော့ထမင်းကျွေးခွေမောင်းတော့ဒါလုတ်ခိုင်းတယ် စစ်တပ်အကြောင်းမပြောနိုင်တဲ့သူဒီတိုင်းပဲဖာတိဘာသာနေတဲ့သူတွေအေးအေးဆေးဆေးနေတဲ့သူတွေဒီယမ်မီတာစုတွေပြန်ခဲ့တဲ့သူတွေအနေနဲ့ကတော့ထမင်းစီခွေမောင်စီးပေါ်ကြောဖတ်တောင်မလုပ်ဘူးသူကလည်းသူပစ်ထားတယ်ပေါ့နော်ဆိုတော့အခုအဲ့ဒီလူတွေရဲ့ဘဝတော်တော်လေးဒါဒုက္ခရောက်နေပြီဘဝပြတ်နေပြီဆိုတဲ့အကြောင်းအဲကျွန်တော်တို့သတင်းပေးပို့လာတာရှိပါတယ်နောက်သတင်းနှပုတ်ကတော့မကွေတိုင်းဒေသကြီးပခုတ်ကူမြို့နယ်မှာเจ้าဆီယာမာတူအူကို PDF အကြံဖတ်သမားတွေကဖမ်းဆီးခေါ်ဆောင်သွားပါတယ်เจ้าဆီယာမာကအသက်ငယ်ပါသေးတယ် မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်အမှတ်3ရပ်ကွက်အောင်တပီလမ်းမှာနေထိုင်တဲ့အမတ်ဆက်ခွန်အခြေခံပညာမူလာတန်းလွန်ကျောင်းကတထောက်မူလာတန်းမြဆရာမဒေါ်စင်မီလိုင်အသက်28နှစ်ကဇွန်လ14ရက်နေ့ကမနက်7:30ညလောက်မှာသူ့ရဲ့နေအိမ်မှာ PDF အကြံဖက်သမား9ဦးလောက်ကတနက်တီကင်ပြီးတော့လာပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ အသက်28နှစ်လောက်ပဲရှိပြီဖြစ်တဲ့အတွက်ဒီမိန်းကလေးအတွက်စိုးရင်ရပါတယ်ဒီဆရာမအတွက်စိုးရင်ရပါတယ်ဒီဂုံတိတ်ခါပိုင်းအရာရောနောက်ပြီးလို့ရှိရင်ဒီစီးမဆောက်တတ်တဲ့ PDF တွေရဲ့အကျင့်အရာရောဒီကျောင်းဆရာမအတွက်စိုးရင်ရတယ်လို့ပြောရမှာဖြစ်ပါတယ်နောက်တဲ့တဲ့ဘုတ်ကတော့ဒါကမ္ဘောဒီးယားကနေပြီးတော့ထိုင်းဘက်ကိုယာစတန်တစ်ခုပေးလိုက်ပါတယ်အဲ့ဒါကတော့ထိုင်းအစိုးရအနေနဲ့ဒီနေဇက်ဂိတ်ဒီမှာထားထားတဲ့ကန့်သက်ချက်တွေကို24နာရီအတွင်းရုပ်သိမ်းပေးဖို့ဆိုပြီးတော့ကမ္ဘောဒီးယားဘက်ကယာစတန်ပေးတယ်အဲ့ဒါက ၂၄နှစ်အတွင်းရုတ်တရက်မဲ့ကန့်သက်ချက်တွေကဒီအပြန်လှန်လူဝင်မှုဆိုင်ရာကိစ္စရပ်တွေနဲ့အခြားသောအကြောင်းအရာတွေပေါ့နော်ဒါတွေကိုမရုတ်သိမ်းပေးဘူးဆိုလို့ရှိရင်ကမ္ဘောဒီးယားဘက်ကလည်းတော့ထိုင်းဘက်ကသွင်းကုန်တွေအကုန်လုံးကိုပိတ်ပင်ပြစ်မယ်ဆိုပြီးတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့အဖေပေါ့နော်အရင်ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ဟွန်ဆန်ကအခုလိုမျိုးပြောဆိုလိုက်တာဖြစ်ပါတယ်ဒါအပြင်ကိုဟွန်ဆန်ကကမ္ဘောဒီးယားနိုင်ငံသားအနေနဲ့ပြည်တွင်းကိုပြန်ဝင်လာပြီးတော့နော်ဒီအလုတ်ကရရှိပြန်လည်လှုပ်ဆောင်ပြီးမယ်ပြည်တွင်းမှာအလုတ်လာပြန်လုပ်ဖို့တော့ဖိတ်ခေါ်ထားတယ် ဒါပေမဲ့လည်းထိုင်းဝန်ကြီးချုပ်ကတော့ကမ္ဘောဒီးယားနိုင်ငံသားတွေကိုဒီထိုင်းနိုင်ငံတွေကနှင်ထုတ်မှာမဟုတ်ဘူးဆိုပြီးပြန်ပြီးခြေပတ်ထားတာရှိပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကြောက်မဲမှာ SSPB နဲ့ TNLA တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ချင်းမြင့်နယ်မြောက်ပိုင်းကြောက်မဲမြို့နယ်မှာ SSPB ရဲ့ဒီခေစိတ်တပ်စခန်းကိုပေါ့နော် TNLA ဖွဲ့ဝင်တွေကဒါလာပြီးဖယ်ခိုင်းတယ်ဖယ်ခိုင်းတဲ့အချိန်မှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ် SSPB ဘက်ကပြောတဲ့ပြောကြားချက်အရကတော့သူတို့မှာထိခိုက်မှုမရှိဘူး TNLA ဘက်ကတော့ဒါ တည်ဆုံးမှု3ဦးလောက်ရှိတယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့အရင်တုန်းကဒီမြန်မာနိုင်ငံကနေထွက်ပြေးသွားလို့ရှိရင်ပေါ့နော်စစ်ပြေးတွေပဲဖြစ်ဖြစ်ရဲပြေးတွေပဲဖြစ်လက်ခံခဲ့တဲ့တောင်ကိုရီးယားကနော်မြန်မာနိုင်ငံကနေထွက်ပြေးမဲ့ဒုက္ခသည်တွေကိုထပ်ပြီးတော့လက်မခံတော့ဘူးဆိုပြီးတော့ထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဒါတောင်ကိုရီးယားတမရအသစ်တက်တယ်တက်ပြီးတဲ့နောက်ပိုင်းမှာ NUG ကတော့မျောလင့်နေသူတို့တရားဝင်အစိုးရအနေနဲ့အတိမတ်ပြုတ်ပြီးပြောပြီးမဲ့လေတမရအသစ်ရဲ့ဒါ ဥဆောင်မှုကိုမရောက်ခင်မှာပဲဒုက္ခတွေခုတ်ယူရေးအစီအစဉ်ကိုပိတ်သိမ်းလိုက်တာဖြစ်ပါတယ်နောက်တဲ့တင်းဘုတ်ကတော့နောင်ချိုတင်းပေါ့နော်နောင်ချိုမြို့အနီးဒီနောင်ဩရွာနာမှာလူညိုတဖုတ်ဝင်နေတဲ့အကြက်ဖက်သမားတွေနဲ့ဒါတောက်လျှောက်တိုက်ပွဲဖြစ်ပွားနေတယ်ဆက်မပြတ်ဖြစ်ပွားနေလို့သိရတယ်ကန်ကြီးရွာကိုကျော်ပြီးတော့ဘုံတောင်ပေါ့နော်အဓိကကြတဲ့ဘုံတောင်ကိုလည်းလူညိုတဖုတ်ဝင်တွေကတင်ပိုက်လိုက်ပြီလို့သိရတယ်တင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာဒီအကြက်ဖက်သမားတွေပေါ့နော် TNL နဲ့ PDF ပူးပေါင်းအဖွဲ့ဝင်တွေကို တောင်းလျှောက်ဖိအားပေးတိုက်ခိုက်နေတယ်လို့သတင်းရရှိထားတယ်။အဲ့လိုတိုက်ခိုက်နေတဲ့အချိန်မှာ TNL ဘက်ကလည်းဟိုတပ်ဘက်ကအစိမ့်ငွေပုံတွေတုံးနေဆိုပြီးတော့သတင်းထုတ်ပြန်ထားတာရှိပါတယ်။တစ်ဖက်ကဒီလုံဝဲလုံဆန်ဘက်ကနေပြီးတော့ထွက်ပြေးလာတဲ့ TNL BDF ဖွဲ့တွေကကြောက်တော့ဖျားကုန်းပေါ်မှာဒါအင်အားအများပြားနဲ့တက်ဆွဲပြီးတော့ခန့်စစ်ပြန်ပြင်ထားတယ်လို့သိရပါတယ်။ အဲဒေသခံတွေရဲ့ပြောကြားချက်အရမကြခင်မှာနောင်ချုံမြို့ကိုတပ်မတော်ကပြန်လည်သိမ်းဆည်းနိုင်တော့မယ်လို့ဆိုပါတယ်ဒေသခံမြို့သူတွေရဲ့အဆိုအရ TNL ဖွဲ့ကသူတို့ကိုဒီအကာအကွယ်လုပ်ပြီးတော့ TNL ဘက်ကတိုက်ပွဲပေါ်ဆောင်မှာဆိုတဲ့အတွက်မြို့ပေါ်မှာရှိနေတဲ့ဒေသခံမြို့သူတွေကြိုတင်ပြီးတော့ဒါနေရဲဆွက်ခွာတိတ်ချောင်နေကြပြီလို့သိရပါတယ်ခင်ဗျာဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိရဲ့ညလေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KPWP ARB CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။